မင်္ဂလာပါအကြံပန်းစီခေါင်းဆောင်မင်းအောင်လိုက်ဟာဇွန်လ25ရက်နေ့မှစတင်၍ဘယ်လာရုစ်နိုင်ငံသို့ထွက်ခွာခဲ့ပြီးထူးထူးထွက်ခွာခြင်းကမိမကျူကျူလာကိုမမြင်တွေ့ရပဲဇွန်လ28ရက်နေ့ရုရှားနိုင်ငံကိုရောက်ရှိချိန်မှာမြောက်လိုင်းကမိမကျူကျူလာနဲ့အတူလင်းစုံမယားဖန်နှစ်ခုရူပွဲထွက်လာတာတွေ့ရပါတယ်မြောက်လိုင်းကဘယ်လာရုစ်နိုင်ငံမှာဇွန်လ26ရက်နေ့မှဇွန်လ29ရက်နေ့အထိဖိလောက်ခဲ့တဲ့ဥရောပအာရှစီဖာယီဖိုရန်တက်လျော့ခဲ့ပြီးဘယ်လာရုစ်ခီးစင်တခြားလုံးမှာမိမကျူကျူလာကိုမမြင်တွေ့ရပါဘူး ဒါပေမဲ့ဇွန်လ28ရက်နေ့ရုရှားနိုင်ငံဘူရီယာတိုင်းပြည်နယ်သို့တွားရောက်ချိန်မိမကျူကျူလာညက်အတူလေရင်ပုံမှနဂိုရူဆင်းလာကပွေထွက်ပြသခဲ့ပါလေ။နေပြည်တော်စစ်ပတ်တရင်ရေးမြစ်ကဘယ်လာရုစ်နိုင်ငံသွားစဉ်ကမင်းအောင်လိုက်နှင့်ကိုစလက်အဖွဲ့သားတွားရောက်ခဲ့ချိန်ဖြစ်နိုင်ပြီးဇနီးများမပါခဲ့ကြောင်းအစည်းအဝေး PC ချိန်တွင်မှဇနီးဖြစ်သူကျူကျူလာအပါအဝင်ကိုစလက်အဖွဲ့၏ဇနီးများကိုလေရင်ဖြင့်တီးတန်ထမှန်ခေါ်ယူကရုရှားသို့အတူတွားကြခြင်းဖြစ်နိုင်ပြီးဟုသုံးသပ်ပြောဆိုပါတယ်။ သူတို့နှစ်ဦးရုရှားကိုအတူသွားတာကမထူးခြားပါဘူးဒါပေမဲ့ဘယ်လာရုစ်ကိုသူတို့ဦးတဲ့သွားပြီးမှဇနီးကိုနောက်ကနေလိုက်လာဖို့လေယာဉ်နဲ့တစ်ခေါက်သွားခေါ်လာတာကိုပြောချင်တာသူတို့တွန် MBI Airbus A320 လေယာဉ်ကိုမိသားစု PC လို့လို့လိုသလိုသုံးနေတာထူးထူးခြားခြားဆိုရင်နှလုံးနှစ်ဆွဲတစ်ခုနဲ့ဇော်လာမှာရုရှားမော်စကိုမှာရွှေဒီဂွန်ဘုံလူစီဒီစိန်ဖူးတော်တင်အလူပဲအတွက်တိတကူဆရာတော်ကရေစက်ချအလူပဲလုပ်တယ်အဲ့ဒီတုန်းကတချုံနဲ့ဇနီးကရုရှားကိုအရင်ရောက်တယ်ရေစက်ချအလူပဲတက်ဖို့တချုံသားနဲ့သမီးကို MAI Airbus A320 ကိုလေယာဉ်နဲ့နောက်တစ်ခါငင်မာဘီကိုပြန်ပြီးသွားခေါ်ခိုင်းတယ်။အဲ့ဒီတုန်းကလေယာဉ်ကအငားပဲမဝယ်ရသေးဘူး။အခုလည်းဘယ်လာရုစ်မှာတချို့ရှိတုန်းကဇနီးမပါဘူး။ရုရှားရောက်မှဇနီးပါလာတာဆိုတာကလေယာဉ်နဲ့ဇနီးကိုသွားခေါ်ခိုင်းတာကိုပြောချင်တာဟုနေပြီးတော့တက်တင်ရေးမဲ့ကဆိုပါတယ်။အခုနှစ်ဖေဖော်ဝါရီလအတွင်းမှာမြောက်လိုက်တဲ့မိသားစုအသုံးဖြူရန် American နိုင်ငံ Aviation Capital Group ချမ်းမှငိုင်းရင်သားသည့် Airbus အမျိုးအစား MBI A320 115 MSD 990နဲ့တရား93လေးရင် SY1EOK ကိုနိုင်ငံတော်ဘတ်ဂျက်မှာ American Dollar တန်း60နီးပါးအသုံးပြုဝယ်ယူထားပါတယ်။အဲ့ဒီ MAI Airbus A320 ကိုလေးရင်ထင်မြောက်လိုက်ဤဇနီးနဲ့တာသမီမိသားစုကဈေးဝယ်ပြီးပါခီးစက်များတွားရောက်လေးရှိကြောင်းတွားရောက်သည့်နိုင်ငံတွေမှာစင်ကာပူနဲ့ကိုရီးယားတို့ပါပါဝင်ကြောင်းသိရှိရပါတယ်။ မန္တလေးတိုင်းပြောပွဲမှုနယ်တက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကိစ္စခန်းကိုဇွန်26ရက်နေ့မနက်၈နာရီဝန်းကျင်မှာဝင်ရောက်ဖြစ်ခတ်ခဲ့လို့စစ်ကောင်စီအရာခံဘုတယောက်အပါဝင်၄ယောက်တေဆုံးပြီးလက်နက်ခဲယမ်းတွေလည်းတင်းစီရရှိခဲ့တယ်လို့အောင်စမ်းမြေအဖွဲ့နှမောက်ကဇွန်28မရက်ညမှာတိုက်ပွဲရုတ်တံမတန်းတဲ့တကွာသတင်းထုတ်ပြန်လာပါတယ်။အောင်စမ်းမြေအဖွဲ့နှမောက်ရဲ့ပြန်ကြားရေးတာဝန်ခံက ဖြောပဲမြို့နယ်တဲကညောင်ကုန်းရဲစခန်းနားမှာစစ်သားနဲ့ပြူရီပေါင်းပြီးစက်ကြီးကောက်နေတဲ့ကိတ်ကိုရုတ်တရက်ဝင်ပစ်ခဲ့တာပါပစ်ခတ်မှုကြာချိန်က9မိနစ်တောင်မပြေးခဲ့ပါဘူးအရာခံပိုတယောက်နဲ့စစ်သား၃ယောက်သေးပါတယ်ရဲတကောင်နဲ့ပြူတကောင်တို့ကတော့လက်နက်တွေယူပြီးထပ်ပြေးသွားကြတယ်အရှင်မီးတဲ့သူမရှိပါဘူးတေတဲ့ကောင်ကြီးရဲ့လက်နက်တွေတော့တိမ့်လာနိုင်ခဲ့တယ်လို့ပြောပါတယ် ပိကမှုအတွင်းကနေတည်ဆုံတော့ကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ME1 တနက်3လံပစ္စည်းလက်အပါဝင်5.56ကြီး64တောင်းဟန်ဖောင်းနှလုံးနဲ့ငွေတသိန်း8000ရာကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။အောင်ဆိုင်မြေဖွဲ့နမောင်းရဲ့မြေပြင်တာဝန်ခံပါမတိကအခုကျွန်တော်တို့ဝန်ပစ်တဲ့ဂိတ်ကညောင်ကုန်းရဲစခန်းနဲ့အရင်နီးတယ်။ကျွန်တော်တို့ဘက်ကခြေလင်းရဲ့ဝန်ပစ်တာနော်။သူတို့ဘက်ကစစ်ကူလာရင်9မိနစ်လောက်ဆိုရောက်တယ်။ကျွန်တော်တို့ဘက်ကလည်းဖြစ်ပြီးလို့တင်စီရရှိတာတွေတင်ပြီးပြန်ဆုတ်လာတဲ့ကြတာ။ ကျွန်တော်တို့ပြန်ဆုတ်လာပြီးအချင်းတနာဒီလောက်ကြာမှအဲ့ဒီရဲစခန်းကစစ်ကူတွေရောက်လာပြီးအလောင်းတွေလာကောက်သွားကြတာဆိုတော့သူတို့ဘက်ကကောင်လေးကြောင့်အားကြီးတယ်လို့အင်အားနည်းနေပြီဆိုတာကိုတသက်ပြတာပဲစစ်တပ်အောင်မှမင်းပြီးတော့ P2C ကနေမတထားရေးစာတွေစားနေတဲ့သူတွေအနေနဲ့လည်းသူတို့လိုမတည်ကြဘူးဆိုရင်အများဆုံးအလင်းဝင်ကြပါအဲ့လိုမို့လို့ကျွန်တော်တို့ဘက်ကပြည်ရင်တော့ခေါင်းကြီးကြီးပဲတီးပြမှလို့ပြောချင်တယ်လို့ပြောပါတယ် ဒေတာရင်းတော်လန်နေတဖွဲ့တစ်ခုဖြစ်တဲ့အောင်ဆဲမီအဖွဲ့နမောက်အဖွဲ့ဟာတိုက်ပွဲကြီးတွေဖော်ဆောင်ဖို့ခဲယန်လူကချက်တူရှိနေတယ်လို့လည်းသူကဆက်ပြောပါတယ်ပြီးခဲ့တဲ့ဇွန်ရှိရတီကလည်းနန်းစန်းလီတက်အတွက်လေရင်စီတဲဆောင်လာတဲ့စီပေါစာကားတစ်စီးနဲ့အတူစစ်ကောင်စီတပ်ဖွဲ့ဝင်နေလောက်ကိုရန်ကုန်မန္တလေးအမြင်လဲမိုင်တိုင်း160နှစ်အနီးမှာအောင်ဆန်းမီအဖွဲ့နမောက်အဖွဲ့ကဖမ်းဆီးရရှိခဲ့ပါတည်တယ် မကွေးတိုင်းရေနံကျောင်းမြို့နယ်တွင်စစ်ကြောင်းထိုးနေပြီးစစ်တပ်စစ်ကြောင်းကပြည်သူ့ကာကွယ်ရေးကထောင်ထားသောမိုင်းနမီအတွက်စစ်အရွာရှိတယောက်သေဆုံးခဲ့ကြောင်းရေနံကျောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတယောက်ကပြောဆိုပါသည်။ ဇွန်လ25ရက်နေ့ရေနံကျောင်းမြို့နယ်အတွင်းသို့ဂွေကုန်းကျေးရွာမီဝချုပ်ရွာလမ်းမှသင်းစစ်ကြောင်းထိုးလာကြောင်းထုံအောင်တရတော်ကျေးရွာမှညာအိတ်ခဲ့ပြီးဇွန်လ26ရက်နေ့မနက်ပိုင်းမှာချိုင်းကျေးရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာစဉ် PDA တပ်ဖွဲ့ကထောင်ထားသောမိုင်းတွေကိုနှိမ့်မိခဲ့ကြောင်းမိုင်းပေါက်ကွဲမှုကြောင့်စစ်တပ်စစ်ကြောင်းကအရာရှိတယောက်တေဆုံးကအများအပြားထိခိုက်ဒဏ်ရာရှိကြောင်းမိုင်းမိတော်သောစစ်တပ်စစ်ကြောင်းကချိုင်းကျေးရွာအတွင်းသို့ဝင်ရောက်ညာအိတ်ကကျေးရွာအတွင်းရှိပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူသွားကြောင်းသိရပါတယ် အရာရှိတယောက်သေးဆုံးတာကတော့ကျွန်တော်တို့အတီးပြူနိုင်ပါလေထိခိုက်ဒဏ်ရာရရှိတာလည်းများပါတယ်စစ်ခွေးတွေကပြည်သူပိုင်ဖစ်စည်းတွေကိုစိတ်ကြိုက်ခုံးယူသွားပါတယ်။ပြည်သူတွေကိုဖမ်းဆီးတာတော့မရှိပါဘူးလို့ PDF ညင်နံကြောင်းပြည်သူကာကွယ်ရေးတပ်ခွဲ့တာဖို့ရှိသူကရှင်းလင်းပြောဆိုပါတယ်။မိုင်းနိမိသွားတိတ်ဆုံးထိခိုက်မှုများထူပေါ်ခဲ့သောစစ်တပ်စစ်ကြောင်းမှဇွန်လ29ရက်နေ့မနက်ပိုင်းမှာညင်နံကြောင်းမြို့ပေါ်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုရေနံကြောင်းပင်သူကာကွယ်ရေးတပ်ဖွဲ့ရေနံသားစစ်ကြောင်းတမာမီထူးစစ်ကြောင်းနဲ့အင်တော်တိုင်ငယ်ပကာဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ရခိုင်ပြည်နယ်ကြောင်ဖြူမြို့နယ်မှာအာရခဲတပ်တော်အေအေးထင်းချုပ်ထားသောနေမြေတချို့ကိုစစ်ကောင်စီကအင်အားအလုံးကြီးနဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေရလို့စစ်ရဲချင်းတွေကိုတိစီသူတွေကပြောပါဗျာ။ ကြောက်ဖြူအမ30နှစ်ရဲတိုင်ရင်နာကပြိုင်းစီခေကြီးရွာနဲ့ကတ်တပိကြီးရွာတို့ကိုစစ်ကောင်စီကဒရောင်းနဲ့လက်နက်ကြီးတို့နဲ့ပစ်ကူပေးပြီးမြေပြင်ကလေးစစ်တားနဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။စစ်ရဲအခြေအနေကိုသိရှိသူတယောက်ကကြောက်ဖြူအခြေအနေကရွှေထွေးမှုရှိတယ်ဗျာ။ထိုးစစ်ကတော့ထိုးလိုက်ကိုထိုးလိုက်ပဲ။အေးတင်းပိုင်ထင်းကျုပ်သားဆောင်နေမီရီကိုစစ်ကောင်စီကဒီရက်ပိုင်းမှာပြန်ပြီးတံပြန်ထိုးစစ်တိုက်ခတ်လာတဲ့တွေ့ဒီ အထူးသဖြင့်ပလန်းစီကေရွာနဲ့ကတ်တပြေရွာဘက်ကစစ်ကောင်စီကဒရုန်းနဲ့ရေတန်းတင်မော်ဝင်နဲ့ပစ်ကူပေးပြီးမြေပြင်စစ်ကြောင်းတွေပြန်ထိုးလာလာရှိတယ်။စစ်ရဲချင်းတွေကပြင်းထန်နေပြီးတော့ရှေတိုးနောက်ဆုတ်လို့ဖိနေကြတယ်။ကြောက်ဖြူမှာစစ်ကောင်စီကကြောက်ဖြူအခြေစိုက်တဲ့တပ်ရင်းတွေကိုဇော်လတွေမှာရေချောင်းကတဆိုင်အင်အားထောင်ကြီးပြပို့ပြူထားပြီးတိုက်ပွဲပြင်းထန်နေတဲ့အမတ်32ရဲတပ်ရင်းနဲ့ဒရန်ဝဒီရေတပ်ဟန်နဲ့ချူလေးစီကိုအတိကပို့ပြူထားတယ်လို့သိရပါဗျ။ အေကလက်ရှိမှာအမှတ်32ရေးတဲ့ရင်ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီကလည်းအဆင့်မြင့် drone တွေနဲ့တိုက်ခိုက်လာတယ်လို့စစ်ရဲတရင်စရင်တွေကပြောကြပါဗျ။ကြောက်ဖြူမှာစစ်ကောင်စီကလုံယုံရေးတင်းကျပ်ထားပြီးမြို့တွင်မှာလည်းစားနပ်ရိခါတွေပလက်တောင်နေပြီးရင်းမွန်စားမဲ့တွေရေးပြန်ပြီးရင်းမြင့်ဖြန့်နှံ့နေတယ်လို့ကြောက်ဖြူမြို့လန်အမျိုးသမီးတယောက်ကပြောပါဗျ။ကြောက်ဖြူမာကတော့တိုက်ပွဲတွေပြင်းထန်ပြီးတော့မေလာကနေစပြီးစစ်ကောင်စီကမြို့အတွင်းမှာလုံခြုံရေးကိုတိုင်ယုတ်တွေကတော့လုတ်ထောက်ပါတယ်။မြို့အဝင်အထွက်လုံးဝလုတ်လို့မရတော့ပါဘူး။ မြို့တွင်းမှာစားတောက်ကုန်တွေကလည်းပြတ်တောက်လူနေပြီးကုန်စည်တွေကလည်းမြန်တားနေတယ်လို့ဆိုပါရယ်ကြောက်ဖြူမှာပြီးခဲ့တဲ့ဖေဝါရီလကနေစပြီးတော့တိုက်ပွဲတွေပြင်းထန်နေတာထစ်သည်တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ဗိုလ်မှူးကြီးအဆင့်အပါဝင်ဖြူဟာမိုးနဲ့အရာရှိတချို့တေဆုံးပြီးဒုတိယဗိုလ်မှူးကြီးအပါဝင်စစ်ကောင်စီစစ်သားတွေအများကြီးကိုလည်းအေအေကဖမ်းဆီးရရှိထားပါရယ်အဆုံးထိနားဆင်ပေးခဲ့ကြတာအလုံးကိုကျေးဇူးအထူးတင်ပါတယ်။ရန်ကုန်ကစ်တီရဲ့ YouTube Channel ကို Subscribe လုပ်ပေးပြဖို့လည်းမမေ့ပါနဲ့နော်။